ကွက်ထဲမှာလူငယ်ဆိုတာမရှိတော့ရှားနေပြီဘလို့လူတွေရှိမလဲရှီတာကိုရဆယ်ရဆနတန်အဲ့လိုလူငယ်လေးတွေเนาะ first second third final တက်ကတော့တက်နေတဲ့ចောင်းသားတွေဒါတော့ပဲရှိတော့တယ်အိမ်မမှာလူငယ်ဆိုတာမရှိတော့ကျွန်တော်တို့ရက်ကွက်တွေထဲမှာတော့လူငယ်ဆိုတာမရှိတော့ဖြစ်တော့ပြောမလို့ generation မျိုးဆက်တစ်ခုလောက်ပျောက်နေပြီဆိုတော့ကကြတော့မြို့ပေါ်မှာအမျိုးသမီးအင်အားတွေအများကြီးတိုက်တဲ့နေရာသွားကြည့်ဈေးထဲသွားကြည့်လဲအမျိုးသမီးတွေအများကြီးចောင်းမှာကြည့်ရင်လဲចောင်းငန်းတက်ခန်းထဲမှာចောင်းလာတက်တဲ့ចောင်းသားចောင်းသူအချို့ချကြည့်လဲចောင်းသူကအများကြီးဘလို့မှ အချို့မမြောက်နော်ဒါကြည့်ပါလဲဆိုတော့ music တစ်ခုပျောက်ဆုံးနေတာကိုပြတာအင်တန်ဆုံးရင်မကောင်းနဲ့ကိုမင်းတို့လက်ခုပ်လက်ဝါးတီးနေတဲ့တိုက်ပွဲတွေဖြစ်တယ်နော်မြမတက်ပေါ်ကကြားလိုက်ရင်လေဟိုဘက်ကပြောကြတယ်မိုးငါဘယ်နှပွဲကြားလဲဘာညာမိုးငါဘယ်နှပြောကြတယ်နံပါတ်1အဲ့ဒီစစ်တီတွေဟာအဲ့ဒီအမျိုးသားတွေဟာမြမနိုင်ငံသားတွေကတပတ်ကလည်းပြန်ပြန်ဗဒက်ဗနကင်းတို့ဘာလို့ပြောကြတယ်အဲ့ဒီกินသွားတဲ့ဗဒက်တွေလဲမြမနိုင်ငံသားတွေမြမနိုင်ငံရဲ့လူငယ်မျိုးဆက်တစ်ခုပျောက်ဆုံးတာ ရှော့တစ်ဖက်စလုံးကရှော့တစ်ဖက်ကလည်းတကားဖွင့်ပြီးတစ်ဖက်ကလည်းအငဲပြီးပြီးအကြီးကြီးရှူလားဒီလိုပဲပြောချင်တယ်နော်အကြီးနဲ့အငဲနဲ့ဘာပြောတက်မလို့ဆိုတာကအစင်လာနဲ့ရာစုနှစ်ပေါင်းများစွာနေလာခဲ့ရှင်တန်လာခဲ့တာအကြီးဆုံးလက်နက်ကင်ဖွဲ့စည်းဖြစ်တဲ့အတွက်အကိုပဲကျန်တဲ့လက်နက်ကင်ဖွဲ့စည်းအားလုံးကသူ့လောက်စားပေးမရှိဘူးတွေ့ကြုံမရှိဘူးသူ့လောက် facility အပြည့်အဝမပေးနိုင်တဲ့အတွက်ညီလေးတွေပဲအဲ့တော့အကိုကြီးတွေသဘောထားကောင်းနေတဲ့အချိန်မှာညီလေးတွေအနေနဲ့ ချင်းချင်းကြီးကိုချင်းချင်းတည်တည်မြတ်မြတ်နေဖို့လိုလာပြီဒါလေးပြောချင်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင်းလူငယ်မျိုးဆက်တစ်ခုလုံးနှီးပါပျောက်ဆုံးသွားသည်မူနိုင်ငံတော်ရဲ့အနာဂတ်အတွက်မကောင်းနိုင်တော့ဘူးလို့အဖသားရာစာပြောပြလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာအဒီကနေ့မှာကျွန်တော်အများကြီးမပြောလို့ပါဘူးနော်လူတွေရဲ့အခက်အခဲတွေလည်းကျွန်တော်တော်တော်များများပြောခဲ့ပြီးပြီမနေ့ကစစ်ကြောင်းဖြစ်တဲ့ဒုက္ခတွေလည်းကျွန်တော်ပြောခဲ့ပြီးပြီဆိုတော့ ပြောရင်လည်းဒီစစ်နဲ့ပတ်သက်တာလေးပဲပြောမှာစစ်ကိုခေါ်ရင်တော့စစ်ကရောက်လာမှာပဲဘယ်ဘက်ကဘယ်အားပေးသည်ဖြစ်စီမလဲမသိစစ်ဖြစ်လာရင်အားပေးတဲ့သူကအားမပေးတဲ့သူကအတူတူခံမှာနော်ညှိခံမှာဆိုတော့ရန်သူကဝင်လာတဲ့အချိန်နော်ဒါတစ်ဖက်ရန်သူဆိုတစ်ဖက်က NGC Service PD ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ဒါတောင်းရလို့ဖွဲ့စည်းတယ် EO လို့ခေါ်တဲ့တိုင်းနဲ့လက်နက်ကံဖွဲ့စည်းတယ်အဲ့ဒီပုံကိုယ်ကြီးနေရာတစ်ခုဝင်ရောက်လာပြီပေါ့ဆိုတော့တို့တို့ထောက်ခံတဲ့လူတွေအတွက်တော့ပြဿနာမရှိဘူးမယ်တို့တို့မထောက်ခံတဲ့ပြည်သူတွေအတွက်ပြဿနာရှိလာပါတခါအဲ့ဒီမျိုးကိုတက်ပေါ်မှာပြန်လဲထိန်းချုပ်ဖို့ကြိုးစားနေချိန်ပြန်လဲထိန်းချုပ်နိုင်တဲ့အချိန်ကြရင်လည်း ချင်းတော့တောင်းရင်တောင်းရင်သူတွေကိုအားပေးခဲ့ကူညီခဲ့တဲ့ပုံကိုယ်တွေညမချင်းကနေဘာကြောင့်လဲတစ်ဖက်နဲ့တစ်ဖက်စစ်ဖြစ်နေကြလေသူ့ဘက်ကိုယ့်ဘက်ဆိုတာရှိတယ်သူ့ဘက်လိုက်တဲ့လူကသူ့လူကိုယ့်ဘက်လိုက်တဲ့လူကကိုယ့်လူဒီလိုခွဲခြားမှာတို့တော့သူ့ဘက်ကိုယ့်ဘက်လိုက်လိုက်ကိုယ့်ဘက်ကိုယ့်ဘက်လိုက်လိုက်ဒီနိုင်ငံတွေကပြည်သူတွေပဲခင်ဗျားတို့အားပေးနေတဲ့ဟိုဘက်ဒီဘက်စစ်သားတွေလူမျိုးတွေဆိုတော့လေအကုန်လုံးဒီနိုင်ငံတွေကလူတွေကြီးပဲဟုတ်ခင်ဗျာကရင်ကိုယ့်ဘက်အားပေးအားပေးကချင်ကိုယ့်ဘက်အားပေးအားပေးမွန်ကရရခိုင်ခင်ဗျားကြိုက်တဲ့လူအားပေးပါနော်ဒီနိုင်ငံတွေကတိုင်းသားပဲဒီနိုင်ငံသားလူကြီးတန်း60လို့ပြောတယ်လူကြီးတန်း90လို့ပြောတယ်လူကြီး55တန်းလို့ပြောနေတယ်ဒီနိုင်ငံတွေက မှရှိတဲ့လူကြီးတွေပဲဆိုတော့ဒါလေးကိုမမင်းနဲ့မနေ့ကပုံကိုတယောက်ပြောတာလေးသဘောကျပါတယ်เนาะကျွန်တော်ဒါ copy ယူလိုက်တာပေါ့သူကပြောပြတယ်မြန်မာနိုင်ငံရှိတဲ့အမျိုးသားဥယျာဉ်နဲ့အမျိုးသမီးဥယျာဉ်ကိုအဲဇာတ်ချလိုက်တဲ့ခါကျတော့အမျိုးသမီးဥယျာဉ်နှစ်တန်းလောက်ပုံနေတယ်ပေါ့ဆိုတော့အမျိုးသားဥယျာဉ်နှစ်တန်းလောက်ဟိုအမျိုးသားတယောက်အမျိုးသမီးရောအိမ်အောင်ပြုမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာအမျိုးသမီးနှစ်တန်းလောက်ကဟိုယူစရာလင်းမရှိတဲ့ဘဝကိုရောက်တဲ့ပုံစံမျိုးသူပြောပြတယ်မှန်ပါတယ် ကျွန်တော်ကအဲ့ဒါမျိုးသူကဟိုသတင်းချက်လက်တွေဒါနိုင်ငံကိန်းကနေနဲ့ထောက်ပြတယ်ပေါ့ကျွန်တော်တော့အများကြီးထောက်မပြချင်ဘူးခုကျွန်တော်ရက်ွက်ထဲမှာ26နှစ်ကနေ30နှစ်အတွက်စစ်မှုထမ်းဥပဒေစင်ခေါ်ရေးအရာတချို့တချို့သောလူတွေကမရှိတော့ဘူးတချို့တချို့သောလူတွေကနာမည်ရှိတယ်ဒါပေမဲ့လူကထိုင်းမှာအလုပ်သွားလို့တယ်မလေးမှာအလုပ်သွားလို့တယ်တခြားတခြားသောနေရာတွေမှာဆောင်ပေါ်နေလုံးလုံးနေကြတယ်အတချို့တစ်ဝက်ကညီမဒီတက်မတော်ထဲမှာတောင်းထမ်းဆောင်နေကြတယ်တချို့တချို့သောလူတွေကဌာနဆိုင်ရာအသီးသီးနဲ့အဲဟိုတခြားနေရာတွေမှာလုပ်ငန်းဝင်နေကြပေါ့တချို့တချို့သောပုံကိုပြပြီးရအဖွဲ့အစည်းတွေနဲ့တခြားတိုင်းသားလက်လက်ကန်တွေတို့မှရောက်တယ်ဆိုတော့ရစ်ကွက်ထင်းမှာလူငယ်ဆိုတာ မရှိတဲ့လောက်ရှားနေပြီဘလို့လူတွေရှိမလဲရှိတာကိုတဲ့ဆယ်တာဆနတာအဲ့လိုလူငယ်လေးတွေနော် first second third final တက်ကတူတက်နေတဲ့ចောင်းသားတွေဒါတော့ပဲရှိတော့တယ်အိမမှာလူငယ်ဆိုတာမရှိတော့ကျွန်တော်တို့ရက်ွက်တီးထဲမှာတော့လူငယ်ဆိုတာမရှိတယ်ဖြစ်တာပြောမလို့ generation မျိုးဆက်တစ်ခုလောက်ပြောင်းနေပြီဆိုတော့ကကြတော့မြို့ပေါ်မှာအမျိုးသမီးအင်အားတွေအများကြီးတိုက်တဲ့နေရာတော့ကြည့်ဈေးတဲ့တော့ကြည့်လေအမျိုးသမီးတွေပဲចောင်းမှာကြည့်ရင်လဲចောင်းငန်းတက်ခန်းထဲမှာចောင်းလာတက်တဲ့ចောင်းသားចောင်းသူအချိုးချကြည့်လိုက်ចောင်းသူကအများကြီးတယ်ဘလို့မှအချိုးမပြောင်းဒါကြည့်ပါလေဆိုမျိုးဆက်တစ်ခုပျောက်ဆုံးနေတာကိုကြာအင်တာဆုံးရင်ကောင်းတယ် ကိုမေတော့လက်ခုလောဘတီးနေတိုက်ပွဲတွေဖြစ်တယ်နော်မြမတက်ပေါ်တော့ချက်လိုက်လေဟိုဘက်ကပြကြတယ်မုန်းကပနပွဲချက်တယ်ဘာညာမုန်းကပနမုန်းပြောချက်တယ်နံပါတ်1အဲ့ဒီစစ်တီတွေဟာအဲ့ဒီအမျိုးသားတွေဟာမြမနိုင်ငံသားတွေကတပ်ကလည်းပြောမယ်ဗဒက်ဗနကင်းတို့ဘာလို့ပြောချက်တယ်အဲ့ဒီကင်းသွားတဲ့ဗဒက်တွေလည်းမြမနိုင်ငံသားတွေမြမနိုင်ငံရဲ့လုံငယ်ရုပ်ဆက်တခုပြောဆုံးတယ်တို့ပဲနော်ဘသူပဲနိုင်နိုင်ဘသူပဲရှုံရှုံစစ်ဖြစ်ပြီးဟိဆိုရင်တို့တို့ပဲသူတို့ရဲ့တရားဒီလိုက်ပါလေရွှေပက်တိ ုးဆက်တီကိုလေးမှုကြီးတဲ့မြောက်ကြီးဖြစ်တဲ့ကျွန်တော်ရှိတဲ့တိုင်းနေဝင်ပါလေနော်ဒါကျွန်တော်ပကူတိုင်းအနောက်ဆန်မှနေတာဖြစ်တဲ့ပကူတိုင်းအနောက်ဆန်ကတတိယကျွန်တော်ရှိရောက်တယ်ကျွန်တော်နေရာတော့တီကြမပြောဘူးဘာကြောင့်လဲအဲ့ဒီဒေသမှာရှိတဲ့လူတွေအနေကိုကျွန်တော်ဆွေးနွေးလို့မပြောတာဘာလို့နှစ်ဖက်စလုံးကိုကြောင်းနေရတဲ့နေတာဆိုတော့လင်းရင်လာတယ်ပုံချသွားတယ်ကျွန်တော်ပြောပါတယ်ဒီရက်ကွက်ထဲမှာရှိတဲ့လူငယ်တွေရပဲစစ်တပ်ထဲမှာစစ်သားဖြစ်တာအဲ့ဒီရက်ကွက်ထဲမှာရှိတဲ့လူငယ်တွေရပဲ PDF ထဲမှာတောင်းကျမ်းသူတွေဖြစ်တာဆိုတော့ဒီရက်ကွက်ထဲကရက်ကွက်သားအချင်းချင်းပြန်တိုက်တာအဲ့တော့စစ်သားကလည်း သူ့မိဘရှိတဲ့အိမ်ကိုပြန်လိုက်တယ်ခွန်လေးပဲရောက်မှာကျွန်တော်တစ်ဖက်ကလူကမြင်မယ်ဒီအိမ်ကစစ်တပ်နဲ့ပတ်သက်တဲ့ဒလန်တက်မှာဆိုတော့ပိနေအချက်ဖက်ထဲမှာရောက်နေတဲ့လူကလည်းသူ့မိသားစုသူ့မိဘသူ့တကယ်ချင်းအိမ်ကိုပြန်လာမှာပြန်လာရင်ဘာဖြစ်လဲဒီကောင်အချက်ဖက်ဖွစီနဲ့ပတ်သက်တယ်ဆိုအားလုံးကတိုင်းသားတွေကြီးပဲနော်အားလုံးကနိုင်ငံသားတွေအားလုံးကညီကိုတွေအားလုံးတကယ်ချင်းတွေပဲကျောင်းတွေပတ်တကယ်ချင်းတွေအချင်းချင်းတွေခုကျတော့ခွဲလွဲမှုတွေရှိပြီတနေ့တနေ့ရန်သူတွေလိုပဲတိတ်ချပြန်စစ်လာကြည့်ဘာလို့စဉ်းစားဖို့ကျွန်တော်ပြောနေတာကျွန်တော်ဘယ်သူနဲ့ဘယ်သူမှပေါ်နေကျွန်တော်စိတ်လက်မဝင်စားဘူး ဘသူပဲနိုင်တယ်ကျွန်တော်နိုင်ငံတော်အေးချမ်းမှုပဲလုပ်တယ်ဘသူပဲနိုင်တယ်ကုန်စင်းတို့နေကြတော့အေးကြီးတယ်ဘသူပဲနိုင်တယ်စီးပွားရေးတွေမြင့်တက်လာမယ်လူမျိုးရေးတွေမြင့်တက်လာမယ်အချိန်ကလစာတွေမြင့်တက်လာမယ်ကုန်စင်းတို့နေကြဆင်းသွားမယ်ဒီနိုင်ငံကအကြမ်းမကြီးလူမျိုးရေးစီးပွားရေးဆက်ဆက်ရေးမြင့်တည်မှုနိုင်ငံကနေရှင်လုံးတန်းနိုင်ဖို့ပဲလုပ်တယ်ဘသူပဲအုပ်ချုပ်အုပ်ချုပ်ဘယ်ဘက်ကိုအုပ်ချုပ်မှကောင်းလာမယ်ဆိုတဲ့စကားကိုကျွန်တော်လက်မခံဘာကြောင့်လဲလူလူအုပ်ချုပ်တာမို့လို့လူလူအုပ်ချုပ်တာမို့လို့ကျွန်တော်ပြောပြီးဘယ်အစိုးရပဲတက်တက်တက်လာတဲ့အစိုးရကလမ်းဖောက်ပေးရမယ်တရားဆောက်ပေးရမယ်စာတင်ကြောင်းတွေစေရုံတွေဆောက်ပေးရမယ်တာတိုင်းနဲ့ပတ်သက်တဲ့အဆောက်အဦတွေသူ့အနေနဲ့ချိမြင့်ပေးရမယ် နော်လောက်ဆောင်ပေးရမယ်ဥဆောင်ပေးရမယ်ဒါအစိုးရလို့အစိုးရတိုင်းလောက်ရမှာဘယ်သူပဲအစိုးရတက်တက်ဘယ်ပါတီပဲအစိုးရတက်တက်လောက်ရမဖြစ်မနေလောက်ရမယ်လုပ်ငန်းစဉ်အဲ့တော့အစိုးရတော့တက်တန်းပြအောင်နေသွားတယ်သူ့ငါတိတိမှာဘာမှမလုပ်သေးဘူးဆိုတော့ဒါအသုံးမချတော့ဘူးအဲ့ဒါကိုအသုံးမချဘူးလို့ခေါ်တယ်ကျွန်တော်ကသဘောပေါက်လားမသိဘူးအခုလက်ရှိနေထားမှကြည့်တမ်းမီကတောင်းကနေဖြစ်နေတဲ့ဂျားတွေကနေလမ်းတွေရအောင်ဖောက်တယ်တံတားတွေရအောင်ဆောက်တယ်အပြက်စီးတွေရအောင်ပြုတ်ပြင်နေတယ်နိုင်ငံတကာကပိတ်ဆို့ထားလို့နော် တရုတ်နိုင်ငံမှာကုစင်းလုံးတွေအများကြီးနေဒေါ်လာဈေးတွေအဆမတန်မြင့်တယ်ရွှေဈေးတွေအဆမတန်မြင့်တယ်ဆက်သုံးစီဈေးတွေကြီးမြင့်နေတဲ့အချိန်အဖက်ဖက်ကနေဈေးကြီးနေတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာမရှိတဲ့နော်ကိုကုန်ပစ္စည်းတစ်ခုကိုနိုင်ငံကမာယူတင်သွင်းမယ်ဆိုရင်တော့တိုင်းရဲ့အနည်းနဲ့တွယ်လို့မရပဲတွယ်ပွားပြီး20 30ဈာကန်နေနဲ့တည်ပြီးဝင်သုံးနေရတဲ့အနေအထားမျိုးမှာရန်နေရအောင်ဖောက်ပါတယ်တက်တရားတွေရအောင်ခင်းတယ်ဒီစကားတွေရအောင်ဆောက်ပါတယ်အစာအုပ်တွေရအောင်ဆောက်ပါတယ်ဒါလေးစားစရာလို့ပြောလို့ရတယ် ကဲတော့ဘယ်လိုတွတ်မလဲလို့ကျွန်တော်နေတော့ထားလေးစားပြပဲနောက်ဒေါသဆိုကြည်အနေဒီအုပ်ချုပ်တဲ့အချိန်မှာတကမာလုံးကလမ်းနေဖွင့်ပေးထားတယ်ဒါပေမဲ့ထင်တယ်တော့ဘာမှဖြစ်မလာပြေဘူးအစောကြီးမှဘာမှဖြစ်မလာပြေဘူးဦးသိန်းစင်လက်ထက်ကပလန်ချပြီးဆောက်ခဲ့တဲ့ခါကသူ့လက်ထက်မှာပြီးသွားတယ်အတိတ်ဘုံကျောင်းဆန်တရားဆိုခေါင်းနဲ့ကောက်တက်လိုက်တာလွေးလို့သူ့လက်ထက်မှာဆောက်ထားတဲ့တရားတစ်စက်မှမရှိဘူးကြီးမှမဘာမှမရှိဘူးအယုရှင်လေးပြပြလားဒီကလိုက်မှာတလင်တရားအမှတ်နှစ်ကိုတလင်တရားအမှတ်သုံးကိုဆောက်သွားတယ်အခုရန်ကုန်နဲ့ကျွန်တော်နဲ့ကုမဲ့တရားကြီးဆောက်တယ်နော်ကျွန်တော်တို့အရာဒီမြေပေါ်မှာလည်းတရားကြီးအများကြီးဆောက်ဖို့ ပလန်နေချထားတယ်ချတဲ့အတိုင်းစပြီးတိဆောင်နေဆိုတော့အများကြီးအများကြီးလုပ်နေတယ်လမ်းတွေအများကြီးဆောက်တယ်ဒါကအများကြီးဆောက်တယ်အဆောက်အဦတွေအများကြီးကျမိုင်နဲ့ပတ်သက်တဲ့အဆောက်အဦတွေခြေလက်ကျမိုင်ရဲ့အဆောက်အဆောက်အဦတွေဆောက်တယ်တာသနိကအဆောက်အဦတွေဒီသုံးလနဲ့ဒီကုန်လုတ်ပြသွားတာဒါအရှင်းတခုလို့ပြောလို့ရတယ်တပတ်ကပြန်ကြည့်ပြန်ရင်လေဒီအရှင်းတခုတော့ထူးချွန်တယ်သို့တော့လူအုပ်ချုပ်တာဖြစ်တဲ့အတွက်အားနည်းချက်တွေရှိကောင်းရှိမယ်ဒါအောင်နားလည်ဖို့လို့အပြစ်တွေပြောလို့မရဘူးเนาะဒါကကျွန်တော်တော့ပြောမယ်ခင်ဗျားတို့သဘောပေါက်တယ်ဆိုတော့ပြောချင်တာကအဓိက ဒီနိုင်ငံထဲမှာရှိတဲ့အစအုပ်တွေပုံမျိုးတိုးတက်ဖို့ဆိုတော့နိုင်ငံအေဂျင့်တွေမှာရအောင်ဒါကတော့ပြောကြတယ်ကရင်ပြည်နယ်ချင်းပြည်နယ်မတိုးတက်ဘူးဒိုးတိုင်းသားတွေဟုတ်ပြီကဲလို့အမလက်လက်ကန်နေရှိနေတဲ့အချိန်မှာကဲလို့နေရာကဘသူကလာပြီးတော့ရင်းနှီးမြှုပ်နှံချက်မှာလဲဘသူကလာပြီးစိုက်ရုံနဲ့ရဲဝံဆောက်ရဲမှာလဲရန်ကုန်မြို့တိုးတက်ထွက်ခါတာကဘာပြောလဲရန်ကုန်မှာသဘုံရှိဘူးကျွန်တော်တို့ပြည်မျိုးစက်မှုစုံဖော်ထားတယ်ပြည်မှာသဘုံမရှိဘူးမနေ့ကမှစက်မှုစုံရှိတယ်မနေ့ကမှသဘုံမရှိဘူးမော်လမြိုင်စက်မှုစုံရှိတယ်မော်လမြိုင်မြို့ကသဘုံမရှိဘူးတို့ရှိနေမြန်မာနိုင်ငံအဲ့ဒီကတောင်ကြီးအေးတာရဲ့စက်မှုစုံတောင်ကြီးမှာသဘုံမရှိဘူး ျွန်တော်မသဘောပေါက်လားမသိဘူးတောင်းနေရှိတဲ့ကအစိုးရအတော်မျိုးဒီတဘောလမ်းကြီးပတ်တယ်ဒီကုမ္ပဏီကဘယ်ခံနိုင်မလဲအဲ့ခါကျတော့ဘာဖြစ်လဲ तू ထုတ်လုပ်တဲ့တန်မှုနဲ့ညီမ तू ပေးရတာနဲ့ကဲအလုံးသမားတွေကိုလာစားရှော့မယ်ကုမ္ပဏီစီကိုစစ်တယ်ဘယ်သူတွေထိခိုက်လဲပြည်သူတွေပဲထိခိုက်တာဒါလေးကိုနားလဲမလို့လဲကိုယ်နိုင်ငံထဲမှာဒီတင်ရင်တိုးတက်ခြင်းနဲ့ဆိုရင်လက်နဲ့တည်းဆော့ကဲဒီကောဖက်ဒရယ်ဖက်ဒရယ်လုံချင်ရတယ်ညီမဤတက်မတော်ကြီးပြည်တော်စုတက်မတော်နဲ့အိုင်းဒေသကြီးဤတက်မတော်ခွဲကြလိုက်တယ်ပြောင်းတော့တမတော်မှာချင်းချင်းမနေပါလေတမတော်ကဘူးပြီးတော့ဒါရိုက်အုပ်ချုပ်မယ်ကဲတော့ခုတိုင်းသားလက်နက်ကန်ဒီအကုန်လုံးကပြည်နယ်တိုင်းဒေသကြီးတမတော်ပြီးအသွင်ပြောင်းလိုက် ရုပ်ရှင်လည်းခင်ဗျားတို့လည်းခင်ဗျားတို့လက်နဲ့ကင်လို့ရတယ်ခင်ဗျားတို့ဘာသာပြန်လို့အုပ်ချုပ်လို့ရတယ်ပြီးရင်အဲ့ဒီကနေခင်ဗျားတို့မကျင်တတ်ဘူးလားရုပ်ဝတ်တွေလည်းပါတီထောင်ပြီးတော့ကို့ပြည်နယ်တွေမှာကိုယူကောက်ခံကျွန်တော်တခါပြောခဲ့ပူပါလေခင်ဗျားတို့နောက်အောက်ချေရက်ွက်အုပ်ချုပ်ရမှုရွေးတယ်လို့မြို့နယ်အုပ်ချုပ်ရမှုကိုလည်းယူကောက်ပါပြည်သူကခန့်တယ်လို့ဖြစ်ပါစေလုံခြုံရေးတတိပေးထားသည့်မရန်ကုန်မြို့နယ်ထွေအုံယုံအတွင်စစ်ကောင်စီဝန်ထမ်းချင်းဓာတ်ထိုးတက်မှုဖြင့်ရန်ကုန်မြို့မှရန်ကုန်မြို့နယ်ထွေအုံယုံတွင်တွင်ထွေအုပ်ဝန်ထမ်းတအူအာမြို့နယ်ထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ကိုရီးလက်ထောက်ကဓာတ်ဖြင့်ထိုးတက်မှုဖြစ်ခဲ့သည် ယနေ့ဇွန်လ17ရက်နနက်10:00နာရီခန့်၌မယန်းကုန်းမြို့နယ်ထွေအုပ်ယုံမှအငယ်တန်းစာရေးကိုအောင်မြင့်မြတ်ကိုမြို့နယ်ထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဤကိုရီးလက်ထောက်ကျော်စိုးမင်းကဓာတ်ဖြင့်ထိုးခြင်းဟုဖြစ်စုပ်ကိုတည်သူတဦးကပြောသည်ဓာတ်ယူလာပြီးထွေအုပ်ယုံနဲ့တင်ထိုးတာဗျာကိုအောင်မြင့်မြတ်ကတန်တွဲထွေအုပ်ယုံကနေစစ်ဆောင်ပြီးဒီမှာမယန်းကုန်းထွေအုပ်ယုံတွဲဖက်ကြနေတဲ့သူပါ သူတည်တယ်ကျော်စိုးမင်းကတော့ပြေးနေတယ်ဟု ရန်ကုန်မြို့နယ်ထွေအုံယုံနဲ့နီးဆက်သူကပြောသည်ကိုအောင်မြင့်မြတ်သည်အသက်36နှစ်အရွယ်ရှိပြီးထွေအုံယုံအငယ်တန်းစာရေးဖြစ်တော်ဝင်ထမ်းဆောင်နေသူဖြစ်ပြီးကျော်စိုးမင်းမှာအသက်50ကျော်အရွယ်ဖြစ်ကြောင်းသိရသည်ပြီးခဲ့သည့်ဇန်နဝါရီလ30ရက်နေ့ကမရန်ကုန်မြို့နယ်ထွေထွေအုပ်ချုပ်ရေးယုံနဲ့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းတို့က ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့များ၏တိုက်ခိုက်နိုင်ခြေအတွက်လုံခြုံရေးဆိုင်ရာစီဝေးကျင်းပခဲ့ပြီးခရိုင်နှင့်မြို့နယ်အစင်ဌာနဆိုင်ရာဝန်ထမ်းများအားလုံခြုံရေးမပေါ်ဆိုင်ရန်ရုံတွင်းလုံခြုံရေးအထူးဂရုပြုရန်ဒုတိယပိုမူကြီးဖြိုးအောင်ဟင်းကပြောခဲ့သည်ထို့ပြင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များနေ့စဉ်ပြောနေသည့်ကြားမှပြင်ပမှလာမတိုက်ခိုက်ပဲအချင်းချင်းတပြက်မှုဖြစ်ခြင်းဖြစ်သည်အဲ့ကြလေဝန်ထမ်းဖြစ်နေရင်သူအချိန်တိုင်းပြောင်းသွားမယ်လေဘာမှတိုးတောင်းလို့မှမဟုတ်ဘူး တော့အယတာဖြစ်နေရင်နောက်နေ့သူမဲရဖို့အတွက်ဒီမြို့နယ်ကိုသူများမြို့နယ်တွေပေါအောင်သူပြင်တော့မှာစူးစမ်းတော့မှာအကောင်းဆုံးလုပ်မှာဒါမှတိုးတက်လာမှာအပြိုင်ကြိုင်ရှိမှာဟာလားနှစ်ပြည့်သုံးနှစ်ပြည့်ပြောင်းသွားရတဲ့လောက်ထဲသွားဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးအဲ့တော့အုပ်ချုပ်ရေးမှုရွေးမယ်မြို့နယ်အုပ်ချုပ်ရေးမှုရွေးမယ်ခရိုင်အုပ်ချုပ်ရေးမှုရွေးမယ်တိုင်းရိုင်းသားဝင်ကြီးချုပ်ကမိမိစိတ်ကြိုက်ပြည်သူတွေကရွေးချယ်ခွင့်ရမယ်ဆိုရင်ဒီနိုင်ငံတိုးတက်ပါပေါ့။ဘာကြောင့်အပြိုင်ဆိုင်ကြီးပဲ။အချိန်တန်လို့ဘဘဝနေပြီးရောမင်းတို့တိုက်ကြတိုက်တော့မင်းကဘယ်တိုင်းဝင်ကြီးချုပ်လို့မင်းကဘယ်ပြည်နယ်ဝင်ကြီးချုပ်လို့လို့ပြောရင်တော့သူ့ပြည်သားအထုံးဘာမှမရှိပဲပြည်သူတိမြောက်တာမှမဟုတ်တာ။ပြည်သူကသူ့ဒီတိုင်းထဲမှာအုပ်ချုပ်မယ်လို့သူရွေးချယ်မှအဆင်ပြေပါလိမ့်။ ုတ်တယ်မလားဒီလိုပဲနိုင်ငံတော်အုပ်ချုပ်မဲ့ပုဂ္ဂိုလ်ကိုလည်းပြည်သူကရွေးချယ်ဆုံးဖြတ်ခွင့်ရှိရမယ်ဆိုဘသူဘသူမှမသိဘူးသူကောက်တင်ထဲထားမယ်ရောနိုင်ငံတော်တမရအဖြစ်ရွေးချယ်တင်ပြောက်ခံရသူသူ့ဘသူကတင်ပြောက်လိုက်တယ်လည်းတော့မသိဘူးကြုံခဲ့ရဘူးလေဆိုတော့မြန်မာနိုင်ငံမှာအဲ့လိုလေခက်ခဲလေးရှိတယ်ဒါလေးလိုနားလည်ဖို့လိုတယ်နော်တကယ်တိုးတက်ချင်ရင် အာဏာကိုအောက်ခြေတီခွဲဝေးပြလိုက်ပြည်သူဆန္ဒနဲ့ညီလို့လိုက်လို့တက်လာလိမ့်မယ်ဒါပေမဲ့နိုင်ငံတော်ပတိအုပ်ချုပ်မှုရှိတယ်ဦးဒီမှာအဲ့ဒီခြေတီပါမလားတိုင်းဒေသကြီးအထက်ကတော့အစိုးရဖွဲ့ခွင့်ပေးတယ်အောက်ကခရိုင်တို့မြို့နယ်တို့ကြတော့ထားထားပြီးတော့အောက်အောက်ဆုံး ရက်ကြီးကြမှာပြည်သူရွေရွေောက်ခံပြန်ဖြစ်သွားတယ်ဆိုတော့ဒီအလင်းနှစ်ခုကအစွဲဝင်တယ်ဟာသွားတယ်အဲ့ဒါယူကလွဲနေတာလေဆိုတော့အပေါ်အစင်းကြီးရွေောက်ခံလိုက်ဒီနှစ်ခုမှလည်းရွေောက်အောင်မနီးဟုတ်တယ်မဒါမှခရင်အုပ်ချုပ်ရေးမှုဒီအရသာသူ့ခရင်ကိုတိုးတက်အောင်သူများခရင်နဲ့ရှင်ပအောင်သူစူးစမ်းတော့မယ်နောက်နေ့နောက်နောက်နေ့ပြည်တဲ့အချိန်ရွေောက်ခံမှာသူဒီအုပ်ချုပ်ရေးမှုညာတို့ပဲဆက်ရဖို့တဲ့သူအသက်ဆံစူးစမ်းတော့မယ်ဘာမှမလုပ်ရင်သူပြုတ်မှာပဲလေဝန်ထမ်းကြတော့စူးစမ်းနေကြမလို့နှစ်ပြည့်ရင်ပြောင်းလာမှာပဲသူကဘာမှမလုပ်နဲ့နှစ်ပြည့်ပြောင်းသွားမှာတိုးတက်လာမှာမဟုတ်ဘူးတိုးတက်ခြင်းအပြိုင်ဆိုင်နေမှာတိုးတက်မှာဒါသာပြောပြအတိုက်ကမရှိဘဲနဲ့တိုးတက်ဖို့ ပါတီတခုတည်းသွားနေပါတီတခုတည်းကောင်းနေလို့လည်းကားပဲ။အ तू ဘာလို့လို့ပြောမယ့်လူမှမရှိတာအတိုက်ခံရှိမှသူ့ကိုပြောမှသူ့ကိုပြောမှအပြောကလွတ်အောင် तू ပြေးမှပြေးမှကောင်းတာပါဒါပဲ။အတိုက်ခံဆိုတာလုံကိုလူတဲ့နိုင်ငံတခုမှာ။ကျွန်တော်ပြောချင်တာ။အပြုတ်သဘောဆောင်တဲ့အတိုက်ခံဖြစ်စေ။ပျက်စီးဖို့တဲ့အတိုက်ခံမဖြစ်စေနဲ့။ကိုယ့်ရဲ့ပြိုင်ဘက်ဟာကိုယ့်တဲ့ကောင်းကိုလုံနေပြီဆိုရင်ကောင်းတဲ့ကောင်းမဲ့နီးလန်းနေလို့သူ့ပြ။ပြီးကိုကကြည့်သူ့ကောင်းအောင်လုပ်တယ်အဲ့ဒီကောင်းအောင်လုပ်တာတဲ့ကိုကောင်းအောင်သူ့တဲ့ပိုကောင်းအောင်ကိုဘယ်လိုလုပ်အောင်လဲဆိုတော့စဉ်းစား။ ရိုက်ဆိုင်မှုကအဲ့လိုဖြစ်နေရမှာဒါဒီကောင်လေးအာနာပြုတ်ကြတော့မှငါအာနာရမယ်ဆိုရင်အတွင်းနဲ့တွင်းတော့ဘယ်တော့မှပြုတ်တယ်ဘူးဘယ်တော့မှပြုတ်မြန်မာနိုင်ငံအောက်ဆုံးအောက်ဆုံးဘယ်တော့မှအပေါ်တက်လာမှာမဟုတ်ဘူးတော့ကောင်းလာမသိဘူး0မိုင်းနဲ့တောင်ဖြစ်သွားမှာမိုင်းနဲ့1 2 3ဖြစ်သွားမှာအပေါ်တက်လာမှာပေါ့ဒါဖြစ်နေအဲ့0ရဲ့အောက်ကိုပဲကျသွားမှာတကယ်တူတက်ချင်းပြိုင်ခုနကကျွန်တော်ပြောသလိုပဲအတိုက်ခံနေပြိုင်ဘလို့ပြိုင်ရမှာလဲကိုပြိုင်ဘက်ကလုံရက်တွေဝေးပါ မင်းဒါလို့တော့မှားနေတယ်မင်းတို့ဒါလို့တော့မှားနေတယ်သုံးပါတော့ထောက်ပြလိုက်သူဆက်မလို့ရတော့မှားနေမှန်တယ်လဲသူပြောမယ်ဒီလိုတော့ကောက်ကွက်မင်းဒါလို့ငါတို့မကြိုက်ဘူးကောက်ကွက်ကောက်ကွက်မလို့တော့ဘာတော့ကောက်ကွက်လဲသူ့ဘက်ကဖြည့်ရှင်းချက်ပြန်ပေးမယ်ကိုယ့်ဘက်ကလည်းကောက်ကွက်တဲ့အကြောင်းအရာပြန်ပြောမယ်ဒါပဲအဲ့လိုညှိတန်းကြည့်ရမယ်အပြုသဘောဆောင်တဲ့အတိုက်ခံကြည့်ရအခုလိုအတိုက်ခံပြောတော့ဟာမင်းတို့မကြိုက်မင်းတို့မကြိုက်မင်းတို့ပတိုက်တက်ဖြတ်သွားဒါကြီးဖောက်ပေးဦးမင်းတို့မကြိုက်လို့တက်လိုက်လေဒီနိုင်ငံသားတွေဒီနိုင်ငံထဲမှာတက်မလို့ထောက်ခံနေတယ်အများကြီးရှိတယ်မင်းတို့ NDCR PHP NO PUBG အဲ PDF ပေါ့နော်ငါလည်းအဲ့ဒီနောက်လည်းဒီကောင်တွေပြောရတာလည်းမှားတယ်ရှုပ်ချုပ်ကိုခန့်နေရတယ်အဲ့ဗရက်တွေအဖွဲ့နဲ့ အန်ဒီဒေါ်လာစုကြီးကိုမထောက်ခံတဲ့လူတွေမင်းတို့အာနာရလဲဘာလို့မှလဲအဲ့လူတွေလက်ရှိတက်ပြီးသားဆိုလက်ရှိဝန်ထမ်းပြီးသားဆိုမင်းတို့ဘာလို့မှလဲရိုးရှင်းလေးပြောတာနော်အဲ့စိတ်ဓာတ်တွေရှိနေတယ်မင်းတို့ဘာလို့မှလဲမနိုင်ဒါပေမဲ့မင်းတို့ကတော့မြန်မာနိုင်ငံကိုဒုက္ခအပိနိုင်ဆုံးဇဘုတ်တွေတော့ဖြစ်နေဘာလို့မှတတ်မရအောင်ဆေးလည်းဖျက်များရင်းနှီးလည်းဖျက်များခရီးတခုလုံးမိရှုပ်ပြီးမှရမယ်ဒီချာဒါကြောင့်လည်းအစမီမျိုးကိုကိုတိုင်းမှအိတ်ဆီကဘုံပြောက်သွားလိမ့်မယ်တပြက်သနာတက်တယ်တို့မှလည်းဇဘုတ်ကင်များတည်တယ်တည်တည်နေကိုအိတ်နေရတာမောင်ရင်ခရီးမိရှုပ်ရမယ်ကိစ္စိုက်တယ်ခရီးမိရှုပ်လည်းမဖြစ်သေးဘူးကွာနော်လက်ရှိနေထားမှာဆိုတော့ပြောတာက ဒီနိုင်ငံထဲမှာရှိတဲ့နိုင်ငံသားတွေမင်းတို့နိုင်လဲဒီနိုင်ငံထဲရှိတဲ့နိုင်ငံသားအချို့ကြီးပါအဲ့တော့လက်နက်နဲ့တိုက်နေမဲ့အစားပူပေါင်းပြီးဘယ်လိုဖြေရှားမလဲလို့မစင်စားကြည့်နေဘူးလားမင်းတို့လက်နက်ကင်ထားတဲ့လက်နက်တွေလည်းစွန့်စီရမလို့ပဲနဲ့ပြည်အောင်စုတပ်မတော်ကြီးရဲ့တစိုက်တပိုင်းအဖြစ်နဲ့နိုင်ငံကိုတိုးတက်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးလေးမရှိကြဘူးလားပေါ့လို့ဆိုပေါ့လို့ရတာပဲလေပေါ့တော့မလားအခုဘီဂျီကနေကတော့တက်ပြီးဖြစ်လာပေါ့တော့တာပဲဌာနပြည်သူစစ်တပ်ဖွဲ့တွေဆိုတာဒါလက်နက်ကင်ဖွဲ့စည်းတဲ့နဲ့ပေါင်းစည်းလာတာပဲအများကြီးပေါင်းလို့ရပါတယ်လက်ရှိနေထားမှာကြည့်မြန်မာနိုင်ငံအင်ဒီယန်ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့တင်းနေပြီဘင်္ဂလားဒေ့ရှ်နဲ့ အဲ sorry ပါကစ္စတန်နဲ့အိန္ဒိယနဲ့ကလည်းခေါင်းကြီးဆိုင်တယ်လေတရုတ်နဲ့ထိုင်ဝမ်နဲ့ကလည်းတယ်ဘာမှမတင်နေတဲ့နိုင်ငံတွေအများကြီးပဲနော်ကမ္ဘာစစ်တွေတော့ဖြစ်လာနေတယ်တို့နိုင်ငံတွေမှာအင်အားရှိလို့အခုတို့ကွဲနေကြတို့နိုင်ငံသမီးအသားလေးထုတ်ချေသွားလို့ရတယ်အိန္ဒိယလည်းတရုတ်ကိုတိုက်ချင်တို့တမပြဖြတ်တော့မှာပဲ။ဗမာနဲ့အိန္ဒိယကိုတမချင်းဖြတ်တော့မှာပဲ။အဲ့တော့ငါတို့နိုင်ငံကဟိုစစ်တပ်ကတမျိုးအဖွဲ့စည်းတရားတမျိုးမစိမလုံးဖြစ်နေ။တိုင်းပြည်အင်အားမရှိရင်။တိုင်းတစ်ပါးအသာလေးတက်နေတော့မှာ။ဒီအချိန်မှာအချင်းချင်းရဖြစ်တယ်ဘုံမလို့ဘူး။ကမ္ဘာအကြီးကြီးကိုကြည့်။တကမ္ဘာလုံးမှာဆူနေပြီ။ဖြစ်ဖို့တားဆူနေပြီ။တို့ကအင်အားရှိဖို့လိုတယ်။မင်းတို့ပေါင်းလိုက်အောင်။ အင်အားတခုတောင်းတရအောင်လုပ်ပြီးတော့မှညှိနှိုင်းပြီးတော့မှအဖြစ်တစ်ခုရှာရံဖြစ်မနေနဲ့ဒီချိန်မှာညီညွတ်ကိုတည်ပြီးစီလုံးကိုတည်ပြီးဘာမှရေကနားရှင်ကြည့်ခပိုင်းကဆူလာပြီးပူလာပြီးဘာချောက်မှရောက်လာနော်ဟိုအနောက်အစုကထိတ်တန့်ရင်ဆိုင်မှုတွေအရှိလေပဲထိတ်တန့်ရင်ဆိုင်မှုတွေဟိုအရှောက်ကတ်လာပြီးထိတ်ကနေဖြစ်လာမိန်းမိမလည်းလည်းငါမလည်းချမယ်ဆိုတာတွေဖြစ်လာပြီးစဉ်းစားပါဒီလူတွေရှိတယ်စစ်သွားတိုက်မဲ့လူတွေကို ထမင်းထုတ်တွေပြီးတော့အမကြပါနဲ့အဲ့ဒီထမင်းထုတ်ယူသွားတဲ့လူတွေအကုန်လုံးအိမ်ပြန်မရောက်နိုင်ပါဘူးနော်တပြိပန်းနဲ့ပြန်လာလို့တပြိပန်းနဲ့ကမ်းနေတဲ့လူတွေအဲ့ဒီတပြိပန်းကိုရက်နဲ့ထိပ်မမြင်ရဘဲချန်နေခဲ့တဲ့လူတွေအများကြီးရှိတယ်ဆိုတဲ့တရားချန်နေခဲ့တဲ့လူတွေရောကိုတပြိပန်းကမ်းနေတဲ့လူတွေရောအဲ့ဒီတပြိပန်းကမ်းခွင့်မရအောင်လုပ်ခဲ့တဲ့လူတွေအားလုံးဒီနိုင်ငံသားတွေဒီနိုင်ငံရဲ့လူသားအရင်းအမြစ်တွေဒီနိုင်ငံထဲမှာရှိတဲ့လူဦးရေရဲ့တစိုက်တတိသားတွေအဲ့ဒါဆိုလိုချင်တဲ့သဘောတဘောပေါ့မလို့ထင်တယ်ညို့ပါစီလုံးပါ ပြဿနာကိုလက်နဲ့နဲ့အဖြေမရှာပါနဲ့ဘာမှမပြီးဘူးငင်းကြစွာဖြေရှာကျွန်တော်ဆွတ်ဆက်ညီနိုင်ရင်လုံးမယ်ဂျားနေပုံကိုယ်ကြီးတက်တိရှိရှိနဲ့ဖြံပြင်းမဲ့ပုံကိုယ်ကြီးအများကြီးလိုအပ်တယ်ဆိုတော့သူ့ဘက်ကပဲအဲဒီကောင်လေးပြောစရာမလိုဘူးကွာငါငါတို့ကဒီကောင်လေးအောက်ကျခံစရာမလိုဘူးလို့ပြောရင်ဘယ်တော့မှမငြိမ်းနိုင်နဲ့စိတ်မကြမ်းပါဒုက္ခရောက်နေမဲ့ပြည်သူတွေကိုကိုချစ်စာကြည့်အဲ့ရှော့နှစ်ဖက်စလုံးကရှော့တစ်ဖက်ကလည်းတကားဖွင့်ပြီးတစ်ဖက်ကလည်းအငဲပြီးပြီးအကြည့်လေးရှူလားဒီလိုပဲပြောချင်တယ် အကြီးနိုင်ငံနဲ့ဘာပြောတက်မလို့ဆိုတာကအစင်လာနဲ့ရသုနှစ်ပေါင်းများစွာနေလာခဲ့ရှင်တန်လာခဲ့တာအကြီးဆုံးလက်နက်ကင်ဖွဲ့စည်းဖြစ်တဲ့အတွက်အကိုပဲကျန်တဲ့လက်နက်ကင်ဖွဲ့စည်းအားလုံးသူ့လောက်စားပြည့်မရှိဘူးတွေ့ကြုံမရှိဘူးသူ့လောက် facility အပြည့်အဝမပေးနိုင်တဲ့အတွက်ညီလေးတွေပဲအဲ့တော့အကူကြီးတွေသဘောထားကောင်းနေတဲ့အချိန်မှာညီလေးတွေအနေနဲ့အချင်းချင်းညီကိုချင်းချင်းတက်တက်မြတ်မြတ်နေဖို့လို